မင်္ဂလာပါရှင်။လွိုက်ကောတက်ကတော်အဝေးတင်ចောင်းတာ350ကျော်တက်ရောက်တဲ့တရင်ကိုတင်ဆက်ပေးကြပါရှင်။ကရနီပြည်နယ်လွိုက်ကောမြို့မှာရှိတဲ့လွိုက်ကောတက်ကတော်မှာစစ်တပ်ကဖွင့်လှစ်တဲ့အဝေးတင်တင်တန်းကိုចောင်းတာចောင်းတူ350ကျော်တက်ရောက်ခဲ့တယ်လို့စစ်တပ်ပိုင်းမီဒီယာတို့မှဖော်ပြထားပါတယ်။ လွိုက်ကောတက်ကတော်အဝေးတင်တင်တဲ့ဒုတိယအတုပ်တွေကိုစစ်တပ်ကအော်တိုဝလာ73ရဲ့နေမှာပြန်လည်ဖွင့်လှစ်ခဲ့ပြီးအင်္ဂလိပ်ပထဝီဒက်တန်နစ်ကဥပဒေနဲ့အရှိတိုင်ပညာကျောင်းတားကျောင်းတူ365ဦးတက်ရောက်လျက်ရှိတယ်လို့ဆိုထားပါတယ်။အော်တိုဝလာ20ရဲ့နေကပညာတင်တဲ့ပထဝီမေဂျာမိသားစုတွေရဲ့အာဆီယာပူဇော်ပွဲကိုစစ်တပ်ခန့်ဝင်ကြီးချုပ်ဦးစုံမျိုးတိန်ဒေတာကုတ်ကဲရင်မှုဝင်ကြီးတွေ လွိုက်ကောတက်ကတူဒူပါမောက်ခချုံဒေါက်တာမင်းတောင်တို့တက်ရောက်ခဲ့တယ်လို့ဖော်ပြထားပြီးပါမောက်ခချုံကိုဖော်ပြထားခြင်းမရှိပါဘူး2023ခုနှစ်နိုဝင်ဘာလတစ်လလုံးစစ်စင်ရဲမှာလွိုက်ကောတက်ကတူတွေအထိုင်ချထားတဲ့စစ်တပ်စခန်းကိုတော်လိုင်းတပ်ပေါင်းစုကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်တိုက်ပွဲအတွင်ပိန်မိနေတဲ့ပေါမောက်ခချုပ်ဒူးပေါမောက်ခချုပ်အပါအဝင်ဆရာဆရာမ200နီးပါးကိုကယ်ထုတ်ခဲ့ပြီးတဲ့နောက် နေရက်ပြန်ပို့ပေးခဲ့ပါတယ်။အဲဒီအချိန်ကတည်းကလွိုက်ကောတက္ကတိုကိုပိတ်ထားရပြီးတောင်ကြီးတက္ကတိုတွေတွားရောက်အနှံခဲ့ကြရပါတယ်။အဲဒီလိုစစ်တပ်ကခရနီပြင်းတဲ့အတွင်း data တင်ငင်အချမ်းကြောင်းပြတာဖို့ Lycon မျိုးကိုပြန်လည်တိဆောက်ရွေးတွေ့အလင်းအမြန်ပြုတ်လောက်ခဲ့ပေမဲ့လဲ Shankrini နဲ့ဆက်ဖဲခွန်မျိုးနဲ့ Greeny ပြင်းတဲ့ Lycon Dimoso Fruso Bolake မျိုးနဲ့တို့မှာတော်လိုင်းတက်ဖွဲ့တွေနဲ့တိုက်ပွဲတွေပြင်းထန်နေစေဖြစ်ပါရဲ့ရှင်။